မြေအိုးနဲ့ချက်ပြုတ်စားတော့ခြင်းအလေးထားဟာအခုနောက်ပိုင်းမှာပိုပြီးလူကြိုက်များလာခဲ့ပါတယ်မြန်မာနိုင်ငံအပါအဝင်နိုင်ငံတော်များများမှာအဲ့ဒါကိုလူကြိုက်များလာကြပြီးချက်ပြုတ်စားတော့လာကြတာတွေ့ရပါတယ်ဒီမှာအပိုင်းနှစ်ပိုင်းရှိပါတယ်မြေအိုးနဲ့ချက်ပြုတ်တာကတပိုင်းမြေအိုးမြေခွက်တွေနဲ့တီးတန့်ထည့်ပြီးစားတော့တာကတပိုင်းဖြစ်ပါတယ်ဒီနေရာမှာဘုသူတအနေနဲ့မြေအိုးသုံးဆွဲကြတဲ့နိုင်ငံတွေအတော်များများတွေကထင်ရှားလူတီများတဲ့နိုင်ငံတချို့ကိုဖော်ပြပေးလိုက်ပါတယ် ိန္ဒိယမှာ မက္ကာလို့ခေါ်တဲ့မြေအိုးကရေထဲဖို့တီးတန့်သုံးတဲ့အိုးဖြစ်ပြီးမြေယာဒီမာတောင်ရေခဲတစ်တာမလို့အောင်အေးမြပါတယ်မြန်မာတွေရဲ့မြေအိုးရေချမ်းစင်လေးတွေကအိုးမျိုးပါပဲနောက်တစ်မျိုးကတော့ဟန်ဒီလို့အမည်ရတဲ့မြေအိုးဖြစ်ပြီးချက်ပြုတ်ရာမှာသုံးတဲ့မြေအိုးဖြစ်ပါတယ်ထိုင်းလာအိုကမ္ဘောဒီးယားနိုင်ငံတွေမှာတော့မြေအိုးမှတစ်ဆင့်စွပြုတ်ဟင်း ထမင်းစတာတွေကိုချက်ပြုတ်ပါတယ် အာဖရိကနိုင်ငံတွေဖြစ်တဲ့နိုင်ဂျီးရီးယား၊ဂါနာစတဲ့နိုင်ငံတွေမှာလည်းမြေအိုးနဲ့ချက်ပြုတ်စားတောက်ကြပါဗျ။ဂရိနဲ့တူရကီနိုင်ငံတွေမှာတော့ရှေးခေတ်ကတည်းကမြေအိုးနဲ့ချက်ပြုတ်မှုအလေးထားတွေရှိခဲ့ပါဗျ။မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာတော့ငါကင်ယာမာနဲ့ဟီးရီတချို့ကိုမြေအိုးနဲ့ချက်ပြုတ်ကြပါဗျ။မြန်မာနိုင်ငံမှာတော့အင်္ဂလိပ်ခေတ်မတိုင်ခင် ကတည်းကမြေအိုးနဲ့ချက်ပြုတ်ခြင်းနဲ့မြေအိုးတောက်ရေအိုးနဲ့ရေတောက်ခြင်းအလေးထားတွေရှိခဲ့ပါတယ်။ အရေးကြီးတဲ့အချက်တချို့ကိုဒီနေရာမှာတင်ပြပေးခြင်းပါတယ်။အဲ့ဒါကတော့မြေအိုးနဲ့ချက်ပြုတ်စားတောက်တဲ့အခါစားသုံးသူတွေအတွက်တကယ်ပဲအနည်းငယ်ကင်းရဲ့လားတကယ်ပဲအကျိုးရှိရဲ့လားဆိုတဲ့အချက်ပါပဲ။မြေအိုးဟာစတီးအိုးနဲ့တခြားမီးဖိုကြောင့်သုံးအိုးတွေနဲ့မတူပါဘူး။ ရွှင်စည်းမြေကိုစေထန်းနေအောင်နေပြီးပုံသွင်းမီးဖုတ်ပြီးမှအတုံးပြူရတဲ့အတွက်မြေအိုးမှာစတီအိုတတုအိုးတွေလိုပြောင်တင်းနေတာမျိုးမရှိပဲမြေသားမျက်နှာပြင်မှာနေရာခိုအောင်နေတဲ့နေရာလေးတွေအများကြီးရှိနေပါတယ်။အဲဒီမှာဘက်တီးရီးယားပိုးမွှားနဲ့ဟင်းကျွင်းဟင်းကျဉ်ကြီးအခြေတွေရှိနေနိုင်ပါတယ်။အဲ့ဓာတွေကစားသုံးသူတွေအတွက်တကယ့်အနေရပါပဲ။ဒါပေမဲ့အကျိုးရှိတာလေးတွေလည်းရှိနေတဲ့အတွက်မြေအိုးကိုဒီနေ့အထိတွင်တွင်ကြဲကြဲသုံးနေကြတာပဲဖြစ်ပါတယ် မြေဟိုးဆိုတာတဘာဝမြေကြီးရွှင်စည်းကိုနှဲပြီးပုံဖော်ပြီးမိဖုတ်ထားတာဖြစ်တဲ့အတွက်မြေကြီးရဲ့တဘာဝအတိုင်းအလွန်ဆုပ်ယူမှုအားကောင်းပါတယ်။ဒါကြောင့်စားကျင်းစားကြံတွေကိုစင်စင်ကြဲကြဲမတန့်စင်ပဲထားရင်ဘက်တီးရီးယားတွေအဲ့ဒီအိုးအတွင်းဘက်မျက်နှာပြင်မှာအလွယ်တကူကပ်နေနိုင်ခြင်းအညစ်အကြေးအညစ်တွေကပ်နေနိုင်ခြင်းတနည်းအားဖြင့်စားကျင်းစားကြံအညစ်အကြေးကျိုးတွေကပ်ညှိနေနိုင်ပါတယ်။အစိုးဆုံးအချက်ကတော့မြေဟိုးထဲမှာဆူဆွနေတဲ့အခြေအနေရှိနေတတ်ပြီး အဲ့ဒီအခြေအနေမှာပဲဘက်တီးရီးယားတွေအတွက်အထူးသင့်လျော်တဲ့ပတ်ဝန်းကျင်ဖြစ်လာတတ်ပါတယ်။အိုးရေကအစာကျန်တွေအပူနဲ့အေးဆွဆူခြင်းများကြောင့်ဘက်တီးရီးယားပေါက်ဖွားမှုမြန်ဆန်လာတတ်ပါတယ်။တချို့ကအနည်းငယ်ရှိတဲ့ဘက်တီးရီးယားတွေလည်းဖြစ်နိုင်ပါတယ်။စိုးရိမ်စရာကောင်းတာကအစာအူလမ်းကြောင်းဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားပိုးဝင်ခြင်းစတာတွေဖြစ်တတ်ပြီးဖြစ်နိုင်တာတွေကိုဖော်ပြပေးထားပါတယ်။ မြေအိုးကတန်းစင်စေးကြောဖို့ခက်ခဲတာလက်တွေ့စေးကြောဘူးတဲ့သူတိုင်းသိကြပါလိမ့်မယ်။ဒန်အိုး၊ဒန်ခွက်၊စတီးခွက်၊စတီးအိုး၊တတုအိုးစတာတွေကိုစေးကြောရမှာသုံးတဲ့တန်ကျွတ်နဲ့စေးကြောလို့မရပါဘူး။အဲ့ဒါကမြေအိုးအတွင်းဖက်မျက်နှာပြင်ကမြေသားတွေကိုပါသွားစေပြီးမြေသားမြေမှုန့်တွေထွက်လာနိုင်ပါတယ်။နောက်ပြီးမြေအိုးနဲ့ခက်ကြကြချက်ပြုတ်တဲ့အခါအိုးမှာအနံ့ဆွဲသွားပြီးအဲ့ဒီအနံ့ကို ပြောက်အောင်စေးကြောဖို့ခက်ခဲပါတယ်။ ဒီနေရာမှာစကားဆက်လို့ပြောခြင်းတဲ့အချက်လေးတစ်ခုရှိပါတယ်။တိုးတက်တဲ့အနောက်နိုင်ငံတွေဖြစ်တဲ့အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာမြေအိုးကိုတုံးဆွဲခြင်းမရှိသလောက်ဖြစ်ရခြင်းမှာအောက်ပါအကြောင်းအရာတွေပါဝင်ပါတယ်။ဒီအချက်ကမြေအိုးဟာအပူဒဏ်ပြောင်းလဲမခံနိုင်သလိုမတော်တဆပြုတ်ကျမှုအိုခြင်းထိခိုက်မှုစတဲ့အချက်တွေကိုမခံနိုင်တာကြောင့်ကာလကြာရှည်အသုံးပြုမှုအတွက်အကြာကြီးခံပြီးမဟုတ်ကြောင်းယုံကြည်ခြင်း နှစ်အချက်ကတော့အိုးခွက်တန်ရှင်ရေးအတွက်အခက်ခဲရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။တိုးတက်တဲ့နိုင်ငံတွေမှာမြေအိုးဆေးဖို့တန့်စင်ဖို့သူတို့အချိန်မပေးနိုင်ပါဘူး။တခြားအိုးခွက်တွေရဲ့အစွမ်းစားကလည်းမြင့်တော့မြေအိုးကိုစိတ်မဝင်စားကြဘူး။သုံးချက်ကတော့ဤပညာမြင့်တဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေရရှိလွယ်ခြင်းပဲဖြစ်ပါတယ်။တံပိုးအဖြစ်လဲဈေးနှုန်းတင်ပြီးကြာရှည်ခံတဲ့ဘေးအနေရလဲကင်းတော့အဲ့ဓာတွေကို မြေအိုးကမရှင်နိုင်ပါဘူး။ လေးချက်ကတော့မြေအိုးမြေခွက်တွေရဲ့ထုတ်လုပ်မှုစနစ်မမြင့်မားတာကြောင့်ဖြစ်ပါတယ်။ဒါကိုစက်မှုလက်မှုလုပ်ငန်းကြီးတွေအနေနဲ့ထုတ်လုပ်ဖို့ကတိတ်အဆင်မပြေဘူး။ဒါကြောင့်တပိုင်းတနိုင် ထုတ်လုပ်မှုလောက်ပဲထုတ်လုပ်နေကြတာဖြစ်တယ်။အရေးအတွက်အမြောက်များထုတ်လုပ်ဖို့ဒီဇိုင်းဆန်းဆန်းပုံဆန်းဆန်းတွေထုတ်လုပ်ဖို့မဖြစ်နိုင်ပါဘူး။နောင်တော့ဖြစ်ချင်းဖြစ်လာနိုင်ပေမဲ့စေကြောဖို့ခက်ခဲတာနဲ့ပဲလူကြိုက်မများတော့တာဖြစ်ပါတယ်။ငါးချက်ကမြေအိုးကိုအသုံးပြုရတာအဆင်မပြေမှုကြောင့်ပဲဖြစ်ပါတယ်။ တခြားအိုးတွေလိုပေါင်းဆက်ဖန်တီးထားတာမျိုးမရှိလို့ဥပမာနန်းစတလိုအိုးမကတ်တဲ့အိုးလိုတိုးတက်တဲ့ဤပညာနဲ့ဖန်တီးလို့မရဘူး။ဒါကြောင့်မြေအိုး သုံးဆွဲမှုဟာလူကြိုက်နေရခြင်းဖြစ်ပါတယ်။နောက်တစ်ချက်ကမြေအိုးတွေဟာထူပြီးအလေးချိန်များပါတယ်ပြီးတော့အိုးမှာလက်ကင်ကောင်းကောင်းတက်ဖို့အခက်ခဲရှိတော့မိဖို့ပေါ်အတင်ချတွေမှာတတိထားကင်တွေကြရပါတယ်။အဲ့ဒါကလည်းလူကြိုက်နေရခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ရေဘူးရသဘောနဲ့ပြောရရင်အခုခေတ်လူကြိုက်များလာတဲ့မြေအိုးနဲ့ချက်ပြုတ်စားတောက်ခြင်းအလေးထားဟာကောင်းကျိုးထက်ဆိုးကျိုးပိုများနိုင်တယ်ဆိုတာကို သတိချက်ထားဖို့လိုပါတယ်။နောက်ဆုံးပေါ်နီးပညာတွေနဲ့ထုတ်လုပ်ထားတဲ့ခေတ်မြေအိုးတွေမှာဘေးထွက်ဆိုးကျိုးမရှိဘူးတော့မဟုတ်ပါဘူး။ဒါပေမဲ့မရှိသလောက်နည်းပါတယ်။စားသုံးသူတွေအတွက်အနည်းငယ်မှမရှိသလောက်နည်းတဲ့အတွက်အဲ့ဒီခေတ်မြေအိုးတွေကို တွင်းတွင်းကြဲကြဲသုံးဆွဲနေကြတာဖြစ်ပါတယ်။ ကဲအခုတော့မြေအိုးတွေတုံးဆွဲမှုရဲ့မကောင်းကျိုးတွေကိုပြောခဲ့ပြီးပါပြီ။ဒါတွေကိုဘလို့စေးကြောတန့်စင်အောင်လုပ်မလဲဆိုတာက မြေအိုးမြေကွက်တွေနဲ့ချက်ပြုတ်တဲ့အိမ်တိုင်းဈေးဆိုင်တိုင်းထမင်းဆိုင်တိုင်းတည်တင်သလိုစားသုံးတဲ့သူတွေအနေနဲ့လည်းကိုစားတောက်မဲ့မြေအိုးနဲ့ချက်ပြုတ်ထားတဲ့ဟင်းလျာတွေဟာတကယ်တန်ရှင်းစင်ကြယ်ရဲ့လားလို့အကဲခတ်လေ့လာနိုင်ပါလိမ့်မယ်။ဆိုင်ရဲ့မိဖို့ချောင်းကချက်ပြုတ်မှုနဲ့စေကြောတန့်ရှင်းနေမှုကိုလေ့လာပြီး အဲ့ဒီဆိုင်အပေါ်ဝေဖန်မှုပေးနိုင်ပါလိမ့်မယ်။တန်ရှင်းပြီးအနေရကင်းတယ်လို့ယူဆရင် နောက်ထပ်လာလာစားဖို့မတန်ရှင်းဘူးလို့ထင်ရင်ဒီတစ်ခါနောက်ဆုံးပေါ့။ မြေဦးဟာတဘာဝပစ္စည်းနဲ့ပြုလုပ်ထားပြီးကျန်းမာရေးနဲ့ရှေးတလေထုံးစံနှစ်သက်သူတွေအတွက်တင့်လျော်တဲ့ချက်ပြုတ်ပစ္စည်းဖြစ်ပါတယ်။ဒါပေမဲ့တန်ရှင်းရေးကယူပြုဖို့အရေးကြီးတယ်လို့အိုးခွက်တွေတားရှိအသုံးပြုရန်အတွက်အရေးကြီးပါတယ်။ဆိုင်တွေမှာသွားရောက်စားတောက်သူတွေအနေနဲ့လည်းတဘာဝပစ္စည်းနဲ့လုပ်ထားတာပဲအားလုံးကောင်းပါတယ်ဆိုပြီးစိတ်ကိုဒုံဒုံချစားတောက်တာမျိုးမဟုတ်ပဲဆိုင်ရဲ့တန်ရှင်းစင်ကြယ်မှုကိုလည်းလေ့လာကြည့်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့အိုးပြုတ်လို့ရဒေတာတွေမှာခဲစိတ်ပါဝင်တဲ့ရှင်စည်းမရှိတဲ့အတွက်ခဲစိတ်တင်းမှုပြဿနာတော့မဖြစ်နိုင်ပေမဲ့တတိတော်ထားတဲ့ပါတယ်။ညီအိုးနဲ့အော်ဂဲနစ်စားတောက်ဖွဲ့ရာတွေချက်ပြုတ်ပြီးတဘာဝကြတဲ့အရာသာတွေကို အနည်းငယ်ကင်းကင်းစားတောက်ပြီးကျန်းမာရေးကောင်းမွန်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။